ကျွန်တော်တို့အကွန်တန့်ခရီတာတယောက်အဖြစ်ရည်တည်ပြီးမှကျွန်တော်တို့မျှဝေထားတဲ့ဗီဒီယိုတွေကိုပေါ့ဖို့လိုချင်တဲ့သလိုရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအပေါ်လွာများတိုင်းကိုယ့်ရဲ့ဗီဒီယိုတွေကပေါက်သွားလားဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ဒီနာမှာမျှဝေပြချင်ပါတယ်ဆိုတော့ကျွန်တော်ဟိုဖြစ်တတ်တဲ့အရာပါလို့ဆိုရှင်သူများတို့ရဲ့ဗီဒီယိုတွေအောက်မှာ comment တွေမြန်ပြီးမှ အချင်းချင်းအပြန်အလှန် follow လုပ်ကြရအောင်ဆိုတဲ့ပုံစံနဲ့ကျွန်တော် follower တွေတောင်းတကြရတယ်။ဆိုတော့အဲဒီ miss video ကိုကျွန်တော်ပြောချင်တဲ့အရာဒီမျိုးအချင်းချင်း follower လောက်ဖို့တောင်းနေကြတဲ့အရာနှီးမှလက်မှလို့မဟုတ်ပါဘူး။ပြီးတော့တခုအဲသိစေချင်တာက follower များတိုင်းကိုယ့်ရဲ့ video ကပေါက်သွားတာမဟုတ်ပါဘူး။အာကိုကိုမှရှိရ follower အရေးအတွက်နဲ့ကိုယ့်ရဲ့ video တွေကိုကြည့်ပြီးတဲ့ view အရေးအတွက် အချိုးမကြပါဘူးဒါကြောင့်ဒီလိုလှုပ်ရှားကျွန်တော်တိုက်တင်မှုဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုပေါက်သွားဖို့ဆိုလို့ရှိရင်ကျွန်တော်ပိုင်လို့ရမယ်ဆိုတော့နံပါတ်1 sell yourself ကျွန်တော်တို့ကိုယ့်ကိုရောင်းချဖို့လိုပါတယ်ဆိုလိုချင်တာပါလို့ဆိုလို့ရှိရင်အခုရဲ့ဗီဒီယိုတွေကိုလူတွေရဲ့မင်တာနဲ့ဒီလိုဟာဘယ်လိုလိုမျိုးပုံပေါ်လဲအာဘယ်လိုမျိုးအကြောင်းအရာတွေကိုမျက်ဝဲတဲ့တူလဲ ဒီလိုရဲ့ဗီဒီယိုကိုကြည့်ရင်ကျွန်တော်တို့ဘာတွေရနိုင်ရနိုင်မလဲဆိုတဲ့အရာကိုလူတွေကကိုယ့်ကိုမြင်တာနဲ့တန်းတီးအောင်ကိုယ့်ကိုကိုရောင်းချတတ်ဖို့လိုပါတယ်ဆိုတော့နံပါတ်1အချက်ပါလို့ဆိုလို့ရှိရင် sell your product okay ကျွန်တော်တို့ sell your product ကျွန်တော်တို့ကိုယ့်ကိုကိုကျွန်တော်ရောင်းချတတ်ပြီးလူတွေကကိုယ့်ကိုမြင်တာနဲ့ကိုယ့်ရဲ့ဗီဒီယိုကိုတွေ့တာနဲ့ဒီလိုကဘာလိုမျိုးဘာကောင်းဖြစ်လဲဆိုတာကျွန်တော် ိသွားပြီဆိုလို့ရှိရင်တော့နောက်ဆက်သွယ်အနေနဲ့ကျွန်တော်တို့မှာဘာစီပွေးလုပ်လဲကျွန်တော်တို့ဘာကြီးလုပ်ထားလဲကျွန်တော်တို့ product ကဘာတွေလဲဆိုတော့ကျွန်တော်ရောင်းချဖို့လုပ်ပါတယ်ဆိုတော့ဒီလိုလို့ချင်အပြည့်အဲကျွန်တော်ဗီဒီယိုတွေပေါက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေကိုတပေါက်ပေါက်သွားပြီဆိုရင်တော့ follower တွေကတော့ကျွန်တော်တို့ fake ခေါ်စမ်းမလို့ပါဘူးအလိုလိုတက်လာမှာဖြစ်ပါတယ်အဲကြောင့်အာ follower များဖို့ဦးစားမပေးပြန်နဲ့ ကိုယ့်ရဲ့ဗီဒီယိုတွေကိုပေါက်သွားဖို့လိုပါတယ်ကျွန်တော်တင်တဲ့တင်တဲ့ဗီဒီယိုတိုင်းဗီဒီယိုတိုင်းကတော့မပေါက်ပါဘူးဒါပေမဲ့ဗီဒီယိုတစ်ပုဒ်ကိုပေါက်ကြည့်ပါ view တွေ follower တွေအရှင်ဟိုနဲ့တက်လာပါလိမ့်မယ်ဆိုဒီလိုမျိုးပေါက်သွားဖို့ဆိုရင်လည်းကျွန်တော်အအဓိကစီးမင်းစီကံကိုလိုက်နာတက်ဖို့လိုပါတယ်ဘူရီကလည်းကိုယ့်ကိုလက်ခံတာပြီဆိုလို့ရှိရင်တော့ကျွန်တော်တင်တင်တင်ထားသမျှဗီဒီယိုတွေကို တို့ကြည်လာမှာဖြစ်ပါတယ်ကျွန်တော်ပေါက်လာမှာဖြစ်ပါတယ်ဆိုတော့အာဗီဒီယိုတွေ content တွေဖန်တီးမှာဝင်ဝင် share ပို့လို့တဲ့မိတ်ဆွေများအနေနဲ့တို့လောက်အောင်ကိုယ့်ရဲ့ဝတ္တနာ parameter အရာလူတွေကိုခြားပြခြင်းနဲ့သူတွေအနေနဲ့လကောင်းအာကိုယ့်ရဲ့ Facebook page ကိုယ့်ရဲ့ YouTube channel ကဗီဒီယိုတွေကိုပေါက်ခြင်းနဲ့သလို့ရှင်တော့အာ follower အရေးအတွက်တွေကိုအူစားမပြည့်ရနဲ့ follower အာအမေမေကြီးအောင်အချင်းချင်းတွေဖလှယ်တာတို့အာအပြန်လာတောင်းဆိုတာတို့မလုပ်ပဲနဲ့အာလူတွေကြားထဲမှာကိုယ့်ရဲ့ပြည်တို့ရောက်သွားအောင်လို့တက်ဖို့လို့တက်ကြဖို့ကျွန်တော်ဒီအာကြံပေးချင်ပါတယ်အာဘာလို့ဆိုတော့ကျွန်တော်တို့အမ်ဒီတိုင်းအာ view များများရက်အောင်ဆိုရင်မှ follow များများအရင်တိဆောက်တာအာချင်းချင်းအပြန်လာ follower တွေ follow နှိပ်ပြတာတွေကြတော့ ကျွန်တော်ဟို follow follower အများတိုင်းကျွန်တော်ဗီဒီယိုတွေကပေါက်သွားတာပေါ့ပေါ့ကျွန်တော် follower အများတိုင်းကျွန်တော်ဗီဒီယိုတွေကြည့်ပြတူများသွားတာမဟုတ်ပါဘူးဘလို့ဆိုတော့ follower ဆိုတာကင်္ဂနာမျိုးရှိရဲ့အဲကိုမရှိရဲ့ follower နဲ့ကိုယ့်ရဲ့ဗီဒီယိုကြည့်ပြတဲ့ viewer တွေအယူတွေကတော့အချိုးမကျတာများပါတယ်ဒါကြောင့်အဲ social platform မှာနေရာတစ်ခု ရဖို့စူးစမ်းနေတဲ့မစ္စမြအနေနဲ့ကိုကိုကိုရောင်းချတတ်ပါကိုရဲ့အ product ကိုရောင်းချတတ်ပါအဲဆိုလူတွေကကိုကိုမတ်မိလာမှာဖြစ်တယ်လူတွေကကိုကိုအတိမပြိုးလာမှာဖြစ်တယ်လူတွေကကိုကိုမတ်မိအတိမပြိုးရဆိုလို့ရှင်ကိုကပါတင်တင်သူတို့လာကြည့်မယ်သူတို့အ comment တွေပြီးမယ်ကျွန်တော်တို့ရဲ့ video တွေကသူတို့ရင်ထက်မှာရောက်ရှိသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တီးပြီးပဲ